မိမိရဲ့တံပိုးကိုမြှင့်တင်ဖို့နီလန်း၅ခုမိမိကိုမိမိတံပိုးထားရဆိုရင်အောက်ပါအချက်တွေကိုလိမ့်နာကြည့်ပေးပါမိတ်ဆွေနံပါတ်၁စကားကိုလိုရာထက်ပိုမပြောနဲ့ကြမ်းကြုံတော့နှုတ်ရရစကားကြုံတော့နှုတ်ရမရဆိုသလိုစကားကိုလိုရာထက်ပိုပြောသူတွေဟာပြင်လို့မရတဲ့အမှားတွေကြုံရနိုင်ပါတယ်ဒါကြောင့်စကားကိုလိုရာထက်ပိုမပြောမိအောင်ဂရုစိုက်ပါနံပါတ်၂ပြာရာခက်တက်တဲ့အချင်းရှိရင်ပြင်ပါ အရာရာကို အလင်းစလိုနဲ့ပြာရာခတ်နေတာဟာကိုယ့်ရဲ့တံပိုးကိုကျစေပါတယ်။ချက်လက်တာနဲ့ပြာရာခတ်တာကလည်းမတူပါဘူး။အရာရာကိုတည်တည်ငြိမ်ငြိမ်နဲ့အေးအေးဆေးဆေးလှုပ်ဆောင်တဲ့အချင်းဟာကိုယ့်တံပိုးတွေကိုတက်စေပါလိမ့်မယ်။နံပါတ်3ဘူကောင်းတွေကိုရှောင်ပါ။ကိုယ့်ရဲ့အကြည်နဲ့မပြောက်ဆုံးဖို့နဲ့ကိုယ့်တံပိုးကိုမြှင့်ပင်ဖို့ဆိုရင်ဘူကောင်းတွေကိုရှောင်ပါ။ဘူကောင်းဆိုတာအမြဲတမ်းမကောင်းမြင်နေတတ်သူတွေကိုဘဝကို စိတ်တိုင်းမချသူတွေ အခြားလူတွေရဲ့ဘဝကိုကြည့်ပြီးကိုယ်ဘဝနဲ့နှိုင်းချင်နေတဲ့သူတွေဘဝကို မပြည့်စုံမှုတွေကံမကောင်းမှုတွေနဲ့ပဲဖြစ်တန်းနေတဲ့သူတွေပါအဲ့ဒီလိုဘူနေတဲ့လူတွေနဲ့ပေါင်းရင်ကိုယ့်စီကို negative energy တွေကူးစက်လာနိုင်ပါတယ်ဒါဆိုတာကူးစက်တတ်တဲ့သဘောရှိတာမို့ကိုယ့်အတွက်ဖိတ်ကောင်းတဲ့လူတွေနဲ့သာ ထိပ်ပြည့်ဆက်ဆံပါနမက်လေစိတ်သက်ကိုမာကျိုးနေအောင် လေ့ကျင့်ပါခံစားပါမပေါက်ကွဲပါနဲ့စာနာပါ မပြုတ်ညံ့ပါနဲ့ အကောင်းမြင်ပါမအပါနဲ့ဘလို့အချင်းလေးကြုံကြုံအကောင်းမွန်ဆုံးတုံ့ပြန်နိုင်ဖို့ဆိုရင်စိတ်သက်ကိုမကြိုးအောင်နေကျင်ပါနမတ်ငါမိမိကိုယ်ကိုချစ်ပေးပါတခြားသူတွေကိုမချစ်ခင်ပါမိမိကိုယ်ကိုမိမိချစ်ပေးပါတခြားသူတွေကိုတန်ဖိုးမထားခင်ပါမိမိကိုမိမိတန်ဖိုးထားပါမိမိရဲ့တန်ဖိုးကိုမြင့်တင်ဖို့အတွက်ကိုယ့်ကိုယ်ကိုချစ်ပေးဖို့တန်ဖိုးရှိအောင်တန်ဖိုးတက်အောင်အမြဲတမ်းကိုယ်တန်ဖိုးကိုသွေးနေဖို့လိုအပ်ပါတယ်